်မင်္ဂလာပါခင်ဗျရခိုခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာ လက်နက်ကင်တပ်တွေကတရားမဝင်ကုန်သွယ်မှုတွေကနေစစ်ကြေးကောက်ပြီးတော့အင်အားပုံမူတိဆောက်လာတယ်လို့ပြောပြီးတရားမဝင်ကုန်စည်းတွေကိုဖမ်းဖို့အကြမ်းဖက်မဲ့အွန်လိုင်းကထပ်မံအမိန်ပေးနေပြန်တဲ့အပြင်ဈေးဝါနဲ့ဈေးပစ္စည်းတွေကိုလည်းပင်လဲရေချောင်းကသာတင်သွင်းခွင့်ပြုပြီးဒေါ်လာလဲထုတ်ရောက်မပေးပဲကိုယ်ငွေကိုရှာတင်သွင်းခိုင်းနေတယ်ဆိုပါတယ် ဒင်းတိုင်းတိုင်းဒဝဲမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့နှက်အိမ်တောင်တဘာဝတန်းွေဖြန့်ဖြူးရေးစခန်းကိုတာဝန်ထမ်းဆောင်မှုလာတဲ့စစ်ကောင်စီလက်အောက်ခံနန်စီလီယန်လက်ထောက်အင်ဂျင်နီယာတိန့်ထွန်းနဲ့အဖွဲ့လန်ခီမှာဖမ်းဆီးခံရပြီးပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာ လက်နက်ကင်တပ်တွေကတရားမဝင်ကုန်သွယ်မှုတွေကနေစက်ကြီးကောက်ပြီးတော့အင်အားပုံမတီဆောက်လာတယ်လို့ပြောပြီးတရားမဝင်ကုန်စည်တွေကိုဖမ်းဖို့အကြမ်းဖက်မင်းအွန်လိုင်းကတက်မှန်အမိန်ပေးနေပြန်တဲ့အပြင်ဈေးဝါနဲ့ဈေးပစ္စည်းတွေကိုလည်းပင်လေရေချောင်းကသာတင်သွင်းခွင့်ပြုပြီးဒေါ်လာလက်ထုတ်ရောင်းမပေးပဲကိုငွေကိုရှာတင်သွင်းခိုင်းနေတယ်လို့သိရပါတယ်အကြမ်းဖက်မင်းအွန်လိုင်းကဩဂုတ်လ7ရက်နေ့ကပဲနေပြည်တော်မှာပြုလုပ်တဲ့သူတို့ရဲ့စစ်ကောင်စီအစည်းအဝေးအတွင်းလက်ရှိမြန်မာနိုင်ငံမှာလက်နက်ကင်တပ်တွေက တရားဝင်ကုံတွယ်မှုတွေကနေစကြေကောက်ငွေနဲ့အင်အားပုံမှုတိဆောက်လာတယ်လို့ပြောပြီးတရားဝင်ကုံစီတွေကိုဖမ်းဖို့အမိန်ပေးနေပြန်တာဖြစ်တယ်သိရပါတယ်။အဲဒီမှာအချက်ဖက်မင်းအွန်လိုင်းအတိတ်ကပြောသွားတာကတော့တရားဝင်ကုံတွယ်မှုတွေကိုတိုက်ဖြတ်တားဆီးတာဟာသူတို့အတွက်တရားဥပဒေစိုးမိုးရေးကိုဖြစ်ပေါ်စေနိုင်မယ်ဆိုပြီးပြောသွားတဲ့အပြင်နေဆက်ဒေတာတွေမှာရှိတဲ့လက်နက်ကင်တွေကတရားဝင်ကုံတွယ်မှုတွေကနေကောက်ခံရရှိနေတဲ့စကြေငွေတွေနဲ့ သူတို့ရဲ့အင်အားကိုပုံမူကြီးထွားအောင်တိဆောက်နေတဲ့အတွက်တရားဝင်ကုံသွယ်မှုတွေကိုထိထိရောက်ရောက်ဖမ်းဆီးဖော်ထုတ်အရေးယူရမယ်ဆိုပြီးပြောသွားတယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီလိုတရားဝင်ကုံစီတွေကိုမှောင်ခိုးလမ်းကြောင်းတွေကနေခိုးသွင်းနေတဲ့အတွက်တိုင်းပြည်ရဲ့စီးပွားရေးကပျက်စီးနေတယ်ဆိုပြီးတော့ပါအကြမ်းဖက်မင်းအောင်လိုင်ကအပြစ်တင် လွှဲချပြောဆိုသွားပြန်တယ်လို့သိရပါတယ်။လက်လုံးမှာတော့အချက်ဖက်စစ်ကော်မရှင်ကဖအံမြို့နယ်မှာထိုင်းမှာနေဆက်မြောက်ရီကနေတက်လာတဲ့ကုန်စည်တွေကိုဖမ်းဆီးနေရမှာ ကုံစီအပြစ်တင်လာတဲ့ကုံကအစည်းရရာပေါင်းများစွာကိုဖအံမြို့နယ်မှာဖမ်းဆီးထားတယ်လို့လည်းသိရပါတယ်။ဒါအပြင်အခြားတစ်ဖက်မှာလည်းအကြံဖတ် စစ်တပ်ကမြန်မာပြည်သူတွေအတွက်နေစဉ်စားဝတ်နေရေးမှာအဓိကကျတဲ့လူသုံးကုန်ပစ္စည်း35မျိုးကိုပြည်ပကနေတင်သွင်းခွင့်ပိတ်ပင်တာတွေလုပ်ဆောင်နေပြီးအထူးသဖြင့်ပြည်သူတွေရဲ့ကျန်းမာရေးအတွက်အလွန်အရေးကြီးတဲ့ဈေးဝါနဲ့ဈေးပစ္စည်းတင်သွင်းခွင့်ကိုလည်းပင်လေရေချောင်းတစ်မျိုးတည်းနဲ့သာတင်သွင်းခွင့်ပြုထားသလို အဲ့ဒီလိုတင်သွင်းဖို့လိုအပ်တဲ့ American Dollar ကိုလေစစ်တပ်ရဲ့ဗဟုဘဏ်ကထုတ်မရောပေးပဲကိုငွေကိုရှာပြီးတင်သွင်းခိုင်းနေတယ်လို့ USCCI လက်အောက်ခံမြန်မာနိုင်ငံစင်းနဲ့ CPC လုပ်ငန်းရှင်များအသင်းရဲ့တည်င်းရင်းမြစ်ကပျော်ထားပါသေးတယ်ခင်ဗျတဖက်မှာတော့တင်းတိုင်းတိုင်းဒဝဲမြို့နယ်ကအကျန်းဖတ်စစ်ကောင်စီရဲ့နှက်အိမ်တောင်တဘာဝနှံွေဖြန့်ဖြူးရေးစခန်းကိုတာဝန်ထမ်းဆောင်ဖို့လာတဲ့စစ်ကောင်စီလက်အောက်ခံ NCDN လက်ထောက်အင်ဂျင်နီယာတိန်ထွန်းနဲ့အဖွဲ့ လန်ခီမှာဖမ်းဆီးခံရပြီးပျောက်ဆုံးနေတယ်လို့နေပြီးတော့စွိုင်းဝင်ကြီးဌာနသတင်းရင်းမြစ်ကပြောပါတယ်။ဒါကတော့အခုအောက်ကလာလာဇန်ပိုင်းမှာပဲဂျက်ဖက်စကောက်စီလက်အောက်ခံ နေပြီးတော့စွိုင်းဝင်ကြီးဌာနကနန်စီဒီယံဝန်ထမ်းဖြစ်တဲ့လက်ထောက်အင်ဂျင်နီယာတိန်ထုံးကို MOGE ရဲ့ကုစလေအဖြစ်နတ်အိမ်တော်တဘောဝတန်းွေဖြန့်ပြူးရေးစကန်းစီစိတ်လွတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာ လန်စီဒီအမ်သိမ်းထိုးတဲ့အဖွဲ့ဟာနဲ့အိမ်တော်တဘောဝတန်ဝိဖြံပြူးစကန်းကိုမရောက်ဘဲလန်ခီမာတွင်ဖန်စီခံရပြီးပျောက်ဆုံးနေတယ်လို့နေပြီးတော့စွိုင်းဝင်ကြီးဌာနသတင်းရင်းမြစ်ကပြောထားပါလေ။အဲ့ဒီစစ်တလောက်အောက်ကနန်စီဒီအမ်သိမ်းထိုးတဲ့အဖွဲ့ကိုဘယ်အဖွဲ့ကဖန်စီသွားတယ်ဆိုတာမသိရသလိုသူတို့သွားမဲ့နဲ့အိမ်တော်တဘောဝတန်ဝိဖြံပြူးရေးစကန်းဆိုတာကတော့ပြပကိုတန်ဝိပို့လွှတ်နေတဲ့စကန်းဖြစ်ပြီးအချင်းဖက်စစ်တပ်အတွက်နှစ်စဉ်အမေရိကန်ဒေါ်လာယာနဲ့ချီဝင်ငွေရှာပေးနေတဲ့စကန်းတစ်ခုဖြစ်သလို့ အဲ့ဒီကိုအရာရှိတိန်ထွန်းဆိုသူကနေပြီးတော့ဝန်တန်းရာဒုနဲ့ပဲစကမ်းမှာတွဲပတ်အလုပ်အနေနဲ့ဒေါ်လာနဲ့လစာရဖို့တွားရင်ပျောက်ဆုံးသွားတာဖြစ်တယ်လို့လည်းနေပြီးတော့စွန့်အင်ဝင်ကြီးဌာနရဲ့တည်င်းအရေးမြစ်ကရှင်းပြထားပါတယ်။အဲ့ဒီပျောက်ဆုံးသွားတဲ့နန်းစီတန်အရာရှိတိန်ထွန်းရဲ့မိမဟာလဲနေပြီးတော့မှရှိတဲ့အချမ်းဖတ်စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝင်ကြီးဌာနလူမှုပူလုံရေးဦးစီးဌာနရဲ့ညွန်ကြားရေးမှုဖြစ်ပြီးဆန္နာသိမ့်ပြီးနောက်ပိုင်းမှာယာဒုတက်ပြီးတော့တဟုန်တို့ချမ်းသာလာသူတွေဖြစ်တယ်လို့လည်းပြောထားပါတယ် အဲ့ဒီနှစ်အိမ်တော်ဓာတ်ငွေစခန်းကိုတွားရင်းနဲ့ပျောက်ဆုံးသွားတဲ့အရာရှိတိန်ထွန်းဆိုသူဟာနေပြီးတော့စွိုင်းဝင်ကြီးဌာနရဲ့အင်ဂျင်နီယာမှုကြီးလွင်အောင်မှုညွန်ကြားရေးမှုဆိုင်းကြောကြောအောင်တို့ရဲ့လူရင်းလူယုံဖြစ်ပြီးအချင်းချင်းပြန်လဲကြည့်ရှုစောင့်ရှောက်တဲ့အနေနဲ့အဲ့ဒီစခန်းကိုမကြာခဏဆေလွတ်နေတာဖြစ်တယ်လို့လည်းသိရပြီးဒီတစ်ခါတော့သူတို့ဆေလွတ်လိုက်တဲ့အရာရှိတိန်ထွန်းဆိုသူဟာစခန်းတော်မရောက်လိုက်ပဲလမ်းမာတဲ့ဖန်စီခံရပြီးပျောက်ဆုံးနေတာဖြစ်တယ်လို့နေပြီးတော့စွိုင်းဝင်ကြီးဌာနရဲ့သတင်းရင်းမြစ်ကပြောထားပါတယ် အဲ့ဒီအချမ်းဖတ်စစ်ကောင်စီရဲ့နှဲ့အိမ်တော်စခန်းဟာ GNLPD ရဲ့ပူပေါင်းတပ်တွေတင်းသားရီဘက်အချမ်းထိုင်းမြန်မာနယ်စပ်မှာနောက်ဆုံးသိမ်းပိုက်ဖို့ကြံနေတဲ့စစ်တပ်စခန်းဖြစ်ပြီးအဲ့ဒီနှဲ့အိမ်တော်စစ်တပ်စခန်းကိုသိမ်းပိုက်ပြီးရင်တော့တဝဲခဲအတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တခုလုံးကို GNL ဥဆောင်တဲ့တော်လှန်ရေးတပ်တွေကအလုံးစုံသိမ်းပိုက်ရရှိမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ မန္တလေးတိုင်းညောင်ဦးမြို့နယ်ကအချက်ဖက်စကောင်စီရဲ့တောင်စင်းရဲစခန်းကနေထွက်လာတဲ့စကောင်စီတပ်သားတွေကိုဒေါ်လာရေးပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမမှုအတွေ့စကောင်စီတပ်သား18ဦးကတော့အသီးသီးတေကုန်ကြပြီတဲ့နော်အထိနာသွားတဲ့စကောင်စီတပ်သားတွေဟာစစ်ကူတွေပါအသေးအတန်ခေါ်ရတဲ့အခြေအနေထိဖြစ်သွားတယ်လို့ PDA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်ကုန်ခစ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုလ17ရက်နေ့ကပဲညောင်ဦးမြို့နယ်တောင်စင်းရဲစခန်းကနေ အင်အား200လောက်နဲ့ထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုချောင်းဝကြေးရွာအနီးအရောက်မှာဒေါ်လိုင်းပူပေါင်းတပ်တွေကအသင်ဆောင်ပြီးပေပါမိုင်းတွေဗရိဒါမိုင်းတွေပါအသုံးပြုပြီးတော့လက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကမိုင်းမီတဲ့ဒူတွေရောပြစ်ခတ်ခံရတာတွေရောနဲ့စစ်သားစုစုပေါင်း18ဦးကတော့အသီးသီးတေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့ဒူတွေပါရှိသွားပြီးတဲ့နောက် ကစင်ကလေးဖြစ်နေတဲ့စစ်သားတွေဟာစစ်ကူတွေပါအသေးအံခေါ်ရတဲ့အခြေအနေတိဖြစ်သွားတယ်လို့ PDA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီနောက်သူတို့ရဲ့တောင်စင်းရက်စခန်းကနေတန်ချက်ကကလေးစီအပြင်ညောင်ဘက်ကစစ်ကား6စီးနဲ့စစ်ကူရောက်လာပြီးသူတို့စစ်သားတွေရဲ့မသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုတည်သွားပြီးတော့ရွာသစ်ကျေးရွာဘက်ကိုပါရန်တမ်းပစ်ခတ်သွားသေးတဲ့အတွက်အဖွားအုပ်တို့ဒဏ်ရာရထားတယ်လို့ PDA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာလေမန္တလေးတိုင်းမြင်းကျံမြို့အနီးစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကင်းဘုံကိုဒေါ်လန်ရေးတပ်တွေကတိုက်ခိုက်ချေမှုရမှာစစ်ကောင်စီတပ်သား9ဦးကတော့အသီးသီးတေကုန်ကြပြီလက်နက်ကောက်ဖို့ကြိုးစားပေးမဲ့အခွင့်မသာခဲ့ဘူးလို့မြင်းကျံဘလတ်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကရှင်ကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့ဩဂလ12ရက်နေ့ကပဲမြင်းကျံမြို့အနီးတစ်ဝိုက်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကင်းဘုံကို ဒေါ်လာရင်းတက်တွေကမီတာ30အတွင်းမှာတွင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား5ဦးကတော့နေရာမှာတွင်ပြက်လဲပြီးအတီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား2ဦးကဒဏ်ရာရသွားတာကိုလည်းအတိုင်းသားမြင်တွေ့ခဲ့ရသလိုဒေါ်လာရင်းတက်တွေကတည်သွားတဲ့စစ်သားမသားအလောင်းတွေစီကနေလက်နက်ပြေကောက်ဖို့ကြိုးစားပေးမယ်ပစ်ခတ်မှုတွေကြားမှာအခွင့်မတားခဲ့ဘူးလို့လည်းမြင်းကြံဘလက်တိုက်ကတပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာလည်း စကိုင်းတိုင်းကမုံရမန္တလေးလမ်းပိုင်းမှာဆက်ကြီးကောက်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာဟိတ်တပ်တွေက drone နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၅ဦးကတော့ပြင်းထန်ဒဏ်ရာရသွားကြပြီးကစင်ကလေးရတွေဖြစ်ကုန်ကြတယ်လို့ရင်းနဂါအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရှင်းကုန်ခစ်တဲ့ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ၁၂ရက်နေ့ကပဲမုံရမန္တလေးလမ်းပိုင်းမှာရှိတဲ့ချောင်းဦးနယ်ရေကန်အကြမ်းမှာစစ်ကောင်စီတပ်သားတွေကအထိုင်ချပြီးတော့ခီးသွွားပြည်သူတွေစီကနေမတရားဆက်ကြီးကောက်နေကြတယ်ဆိုပါတယ်။ အဲ့ဒီလိုပြည်သူတွေစီကနေငွေညှက် တောင်းရမ်းနေတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းတပ်တွေက drone နဲ့ဘုံးသီးတွေချဲ့ချတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား9ဦးကတော့ drone ဘုံးတွေကြားမှာပဲပြင်းထန်ဒဏ်ရာတွေရသွားကြပြီးသိမ်မသိတော့မသိရသလိုဂျန်နဲ့စစ်သားတွေလည်းတောင်ပြေးမြောက်ပြေးနဲ့ကစင်ကလေးတွေဖြစ်ကုန်ကြတယ်လို့ရင်းနှီးကားအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့အချင်းဖက်စစ်ကောင်စီတပ်က ရှေ့တန်းတိုက်ပွဲတွေမှာစစ်မှုထမ်းတပ်သားအစ်စ်တွေကိုလူသားတိုင်းအဖြစ်အသုံးချနေပြီးအရှိကနေအသေးခံခိုင်းနေတယ်လို့ကြောက်ကြီးမျိုးနဲ့အခြေဆိုင်စစ်ကောင်စီရဲ့ခလရ60ကအလင်းဝင်စစ်မှုထမ်းတပ်သားကျော်မင်းခိုင်စုသူကထုတ်ဖော်ပြောဆိုထားပါတယ်။အဲ့ဒီစစ်မှုထမ်းတပ်သားကျော်မင်းခိုင်စုသူဟာဩဂုတ်လ12ရက်နေ့ကပဲကြောက်ကြီးမျိုးနဲ့ခလရ60တရင်ရဲ့ရှေ့တန်းစခန်းကနေထွက်ပြေးလာပြီးဘကိုးခရိုင်ပြည်ရဲ့အမှတ်နှစ်တရင်စီမှာအလင်းဝင်ရောက်လာတာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်မှုထမ်း တက်သားတက်ကြော်မင်းခိုင်ဆိုသူဟာရန်ကုန်မြို့မြောက်ကလာပမြို့နယ်အောင်မင်္ဂလာအဝေးပြေးကွင်းမှာခရီးသွားဘူးရောက်နေတဲ့အချိန်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာကိုခံခဲ့ရတာကနေအမှတ်၅၅အမြောက်တက်ကိုအပုတ်ခံရပြီးတက်သားတက်အဖြစ်စူဆောင်းခံရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်အဲဒီကမှတဆင်မော်မန်တင်တဲ့နှစ်ပတ်တက်ရပြီးတဲ့နောက်ကြောက်ကြီးမြို့နယ်အခြေဆိုင်စစ်ကောင်စီရဲ့ခလာရ60တရင်းကိုထပ်မံအပုတ်ခံရတဲ့အချိန် ရှေ့တန်းစခန်းကနေတော်လိုင်းတပ်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတာဖြစ်တယ်လို့တပ်သားတစ်ကျော်မင်းခိုင်ဆိုသူကပြောထားပါလေ။ဒါအပြင်လက်ရှိစစ်ကောင်စီတပ်ကရှေ့တန်းတိုက်ပွဲတွေမှာစစ်မှုရတတအစ်စ်တွေကိုလူသားတိုင်းအဖြစ်အသုံးချနေပြီးအသေးကန်တိုက်ခိုင်းနေတဲ့အကြောင်းတွေကိုပါထုတ်ပေါ်ပြောဆိုထားတယ်လို့တရင်တွေမှာလည်းတတအစ်တွေကိုခွဲခြားဆက်ဆံပြီးမျိုးစုံဖိနှိပ်အနိုင်ကျင့်မှုတွေရှိနေတဲ့အပြင်တတအစ်တွေထွက်ပြေးမှလဲစိုးရင်ပြီးစစ်တပ်ရဲ့အရာရှိဗျူဟာမှုဗိုလ်မှူးကြီးတင်လင်းဦးဆိုသူကပါ ် PDF တွေကအလင်းဝင်တဲ့စစ်သားတွေကိုတပ်ဖြတ်တယ်ဆိုတဲ့မဟုတ်မမှန်ဝါဒဖြန့်မှုတွေလှုပ်ထားသလိုအမှန်တကယ်အလင်းဝင်တဲ့အခါမှာတော့ PDF တွေကစစ်တပ်ကပြောသလိုတပ်ဖြတ်တာတွေလည်းမရှိသလိုအလင်းဝင်လာတဲ့သူတွေကိုပါနှွေးနှွေးထွေ့ထွေ့ကြိုဆိုကြတဲ့အတွက်စစ်တပ်ထဲမှာကြံနေတဲ့စစ်သားတွေလည်းရဲရဲတင်းတင်းသာအလင်းဝင်ဖို့ဆုံးဖြတ်ကြပါလို့လေအလင်းဝင်လာတဲ့စစ်မှုရန်တပ်သားတစ်ကျော်မင်းခိုင်ဆိုသူကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့ DNA ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကရသပြည်သူတွေနေထိုင်ရာ ပင်ပေါ်ခြေွာကိုအချက်ဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးဘုံကျဲတိုက်ခိုက်သွားမှုကြောင့်နေအိမ်တွေပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရင်ခုန်ခစ်တစ်ကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲ DNA ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့နယ်ကရသပြည်သူတွေနေထိုင်ရာပင်ပေါ်ခြေွာကိုအချက်ဖက်စစ်ကောင်စီတပ်ကလေနဲ့လာပြီးရွေကျက်ရှိရှိဘုံတွေကျဲချတိုက်ခိုက်သွားပြန်တယ်ဆိုပါတယ်။အဲ့ဒီလို့ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေအချိန်မီတိမ်းရှောင်လိုက်နိုင်တဲ့အတွက်ထိခိုက်မှုမရှိပေမဲ့နေအိမ်တွေကတော့ထိခိုက်ပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ် DNL ရဲ့ထုတ်ပြန်ချက်မှာလည်းစကောင်စီတပ်ကကြောင်မဲမြို့နယ်ပင်ပေါ်ချေးရွာကို Jet Fighter နဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်သွားတယ်လို့ဆိုထားပြီးတစ်ဖက်မှာလည်းနောင်ချုံမြို့နယ်မြောက်ကုန်းဆန်ချေးရွာနဲ့ရှုကင်းတာပတ်တွေကိုဘာတိုက်ပွဲမှမဖြစ်ပဲ စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါသေးတယ်။အလားတူဇော်လိုင်လာအတွင်းကလည်းအဲ့ဒီ TNL ထိန်းချုပ်ထားရာကြောင်မဲမြို့နယ်ကပြည်သူတွေကိုပစ်မှတ်ထားပြီးစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တန်ဃာတော်တပါပြန်လုံတော်မူခဲ့ပြီးအမျိုးသား၃ဦးသေဆုံးခဲ့တဲ့အပြင်နောက်ထပ်အမျိုးသား၁၈ဦးနဲ့အမျိုးသမီး၄ဦးတို့ကဒဏ်ရာတွေရထားခဲ့ကြပါသေးတယ်ခင်ဗျ။ ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ